တခုသောဘဝတုန်းကသူဟာအလွန်ချမ်းသာကြွယ်ဝတဲ့တတိယသားတစ်ယောက်ဖြစ်တယ်။အဥ္ဇာပြည်စီချမ်းသာပြီဆိုလို့ရှိရင်ပဝန်းကျင်ကမြင့်မြတ်နွန်းတို့တန်ဖိုးထားပြီးတော့ပေါင်းသင်းဆက်ဆံကြတဲ့မိတ်ဆွေတွေအချွေရန်တွေဆိုတာလည်းရှိလာကြသမီးပေါ့နော်။အဲ့ဒီလိုအခြေအနေလေးတွေနဲ့ကြုံလာတဲ့အခါမှာသူကဘာဖြစ်တော့ဆိုတော့ဒဏ္ဍမန်ရစ်တယ်။ဒီပြင်လူတွေနဲ့ကိုယ်နဲ့မတူဘူးလို့ထင်တယ်။သူမန်ဝင်တာပေါ့။အဲ့ဒါနဲ့ဒီနေ့သူမျိုးထဲမှာသူ့ရဲ့အချွေရန်တွေပေးသက်တွေနဲ့တွားရင်းနဲ့တက္ကရာတိခီလို့အမည်ရတဲ့ပြည့်စေကဘုရားအရှင်မြတ်တစ်ပါးနဲ့တွေ့ ဣရှိကဗုဒ္ဓကိုမြင်လိုက်တယ်ဆိုရင်တမန်ဖြစ်တော့ဒါကုသိုလ်ဖြစ်စရာအကြောင်းတရားပါပဲဣရှိကဗုဒ္ဓဆိုတာရဟန္တာပဲအလွန်ငြိမ်းအေးတော်မူမယ်ဆိုတာနော်တည်တာလည်းပေါ့ဒါပေမဲ့ပြည့်စင်ကဗုဒ္ဓကိုမြင်တာကုသိုလ်စိတ်မဖြစ်ဘဲနဲ့ဒေါသစိတ်ဖြစ်တယ်ဘာလို့ဒေါသစိတ်ကဖြစ်ရတာတော့ကျင်တဲ့လူတွေအကုန်လုံးကသူ့ကိုလေးလေးစားစားတံပိုးထားပြီးတော့ဆက်ဆံကြမယ်။ဥမာအရှင်ပြည့်စင်ကဗုဒ္ဓကတော့ရဟန္တာဆိုတော့သူ့လန်းသူအေးအေးစီစီတီတီနေနေကြွားသွားမယ်။သူ့ကိုကြည်တောင်းကြည်ချင်မှကြည်မယ်လို့ဦးဇင်းထင်တယ်။အဲဒါကိုသူမခံစားနိုင်ဘူး။ စဉ်းစားကြောမန်ကြောင့်ဖြစ်တဲ့ဒေါသပေါ့နော်ဒီလူကဘာလဲသူများရဲ့တံပိုးထားမှုနော်အလေးထားမှုအထင်ကြီးမှုကိုလွလွလေးရနေတာမရတဲ့အခါကျတော့သူခံရခက်တယ်ပေါ့အဲ့ဒါကြောင့်ပြည့်စည်ကဘုရားလည်းအနားလေးရောက်တော့သူဘာလုပ်တယ်ထင်တော့အနှူရွဲ့လူရှင်းရဲပဲဆိုပြီးတော့တွေးနဲ့ထွေးတယ်တဲ့ဟောတပိတ်ကိုလည်းသူကအိုးမဲမဲလို့ထင်ချင်ထင်းနေမှာဟောသူများရင်တော့အတောင်စားနေအခြေအပြေမရှိဘူးလို့ထင်မှာပေါ့ ဝတ်ထားတဲ့သင်္ကန်းပန့်တကူကိုလည်းပဲအချုပ်အဆက်အဖာထိတိနေဆိုတော့အလုံးကိုအောက်တန်းကျတဲ့အဝတ်လို့သူထင်ကောင်းထင်ပဲပေါ့နော်ပို့ပြီးတော့ဆိုတာကတော့တွေးနဲ့ထွေးတဲ့ကိစ္စတမန်လူတယောက်သူ့လမ်းပေါ်သူသွားနေတာတွေးနဲ့ဒုက္ခရှိသလားအဲဒါလို့လုံမယ်လို့ရှင်းပြပြီးတော့လှုပ်လိုက်တဲ့အနေအထားလေးကိုတည်တည်ချာချာကြည့်ကြည့်သူ့ရဲ့စိတ်ဟာဘလောက်တောင်ယုံညံ့မှုတွေနဲ့လွှမ်းမိုးသွားတယ်လဲဆိုတာသိနိုင်တယ်အဲ့ဒါပြည့်စုံကဗုဒ္ဓရှင်မြတ်ရဲ့ပုံမှာလွန်ကျူးမိတာဆိုတော့ပို့ပြီးတော့သူ့အတွက်အထိနာဒါကြောင့်မလို့အဲ့ဒီဘဝကတည်တဲ့အခါမှာသူငရဲဟိုတောင်ရောက်သွားတယ် အံ့ဩစရာနော်ကံတရားတို့ရဲ့တော့ကြီးလေးတဲ့အပြစ်ထံကြောက်စရာကောင်းတယ်ဟုတ်လားအဲ့ဒါငရေကလွတ်တော့မှကံကျွင်းကံကြံအနေနဲ့ဘဝပေါင်းများစွာ အနူရွယ်လူရှင်ရဲ့ဘဝကိုဖျက်ဆီးရတယ်။တာမန်လူတယောက်ပေါ်မှာလွန်ကျူးမိတာဆိုတော့ဒီလောက်ကြီးထိခိုက်ခြင်းမှထိခိုက်မှာပေါ့။အခုသူလွန်ကျူးစော်ကားတာတာမန်လူမဟုတ်ဘူး။ရှင်ကဘုရားဖြစ်နေတာ။မတူဘူးနော်။တာမန်ပုထုရှင်တွေကိုပြင်မာတာနဲ့ရိယာသူတော်ရှင်တွေကိုပြင်မာတာနဲ့အပြစ်တန်ခြင်းတွေ့နိုင်မလား။မတွေ့နိုင်ဘူး။ ဒါကြောင့်ပြည့်စေကဗုဒ္ဓကိုအဲ့လိုကျူးလွန်စွာကားတဲ့အတွက်ကြောင့်သူကအနုရွယ်ဥရှင်ဖြစ်ရတာသူ့ဘဝဆက်ကြောင်းပေါ့အဲ့လိုရှင်ရင်ဘီလူမဟောဘာဘူးလို့တတ်ရတာတော့ဒါလည်းအကြောင်းရှိတယ်တဲ့တကူသောဘဝတုန်းကသူကတတိသတရောက်ပဲသူ့မှာသူ့လိုအလွန်ချမ်းသာတဲ့တငယ်ချင်းတတိသ3ယောက်ရှိတယ်သူနဲ့ပါဆိုရင်4ယောက်ပေါ့အဲ့တော့ဒီနေ့တော့အဲ့ဒီတငယ်ချင်း4ယောက်ကဤစီစာမလေးတရားကိုခေါ်ယူပြောပါပြီးတော့အခအချင်းငွေမပေးလိုကြတဲ့အတွက်ကြောင့်မူးမူးယူးယူးနဲ့တိုက်မြင်ကြတယ်တဲ့ ဘာတိုင်မင်းလဲဆိုတော့တို့ဒီပြည်စာမလေးကိုတပ်ပစ်ကြမယ်ကွာဒါဆိုလို့ရှိရင်အခကျင်းကြီးလည်းပေးစရာမလိုဘူးဝိဇ္ဇာထားတဲ့လက်ဝတ်လက်စားယတနာပစ္စည်းတွေလည်းအလကားရမှာအိမ်မှာဥစ္စာပစ္စည်းမရှိတာလည်းမဟုတ်ဘူးနော်မူမူယူနဲ့ကြံမိကြံရကြံကြရအဲ့လိုတိုင်မင်ကြတာကိုအခန်းထဲမှာရှိနေတဲ့ပြည်စာမလေးကကြားတယ်ကြားတဲ့အခါကျတော့ကြည်စမ်းအလွန်ရုံမှရက်စက်တဲ့လူတွေဒင်းတို့တကယ်လို့ငါ့ဟောတာတတ်ခဲ့မယ်ဆိုလို့ရှိရင်ဒင်းတို့ကလည်းပြန်ပြီးတော့တတ်နိုင်တဲ့ငါဖြစ်ပေးရစီတွေးကြည့်နော်သူ့စိတ်ထဲမှာလည်းပဲ လွန်ကြောက်မွက်ဖွယ်ရကောင်းတဲ့အတူကြီးတွေဟုတ်လားယောက်ျားသား၄ယောက်နဲ့မိန်းမသား၁ယောက်ဘလို့မှကာယပလအနေနဲ့ရှင်လို့မရပေမဲ့လို့စိတ်ထဲမှာတော့အရင်ကြောက်မွက်ဖွယ်ရကောင်းတဲ့အတူကြီးတွေဖြစ်နေတာမြင်နိုင်လေအဲ့ဒါဒီ၄ယောက်ကလည်းပဲရဲဆက်ဆက်ဒီပြည်စာမလေးကိုဘာပြစ်မှမရှိဘဲနဲ့တော့ဥစ္စာပစ္စည်းသေးဟုတ်တော့အကြောင်းကြောင့်ဝိုင်းပြီးတော့တတ်ကြတာအဲကြောင့်အဲ့ဒီပြည်စာမလေးကဘလို့မှဖြစ်ပြီးတော့ဘဝပေါင်းများစွာဒီ၄ယောက်ကိုလိုက်တတ်တယ် ကိုကျင်းတော်မြတ်စွာဘုရားလက်ထက်ပုဂ္ဂတတိမင်းကြီးဆိုရင်ဒါသူ့လက်ချက်နဲ့သေရဗာဟိယဓာတုစရိယတပတ်ဓာတိကခုတုတသမားရဲ့ခုပြောတဲ့အဝဘောဓာရဲ့၄ယောက်ဘဝတန်တရားမှာပြုသူဖြစ်မိရင်တစ်ချိန်မှာခံသူဖြစ်ရလိမ့်မယ်ဆိုတာလွဲချော်မှုမရှိတဲ့နေရာမှာဒါတောဘောဓာရဲ့တစ်ချိန်လုံးမှာစိုးကဲမိုက်ခဲ့တဲ့အကြောင်းအရာလေးတွေအဲ့ဒါမြတ်စွာဘုရားကအဲ့လိုဟောပြပြီးတော့ယဟန်တို့တဲ့လောကမှာအတိညာဉ်နဲ့မိုက်မဲကြတဲ့ပုံကိုယ်တွေဟာ ဒီအလုပ်ကိုငါလုပ်လိုက်ရင်ဒီအလုပ်ကငါ့ကိုကောင်းကောင်းနှိမ့်ဆက်မှာပါလားလို့မကောင်းမှုတွေရဲ့ပုံမှာနားမလည်နိုင်ကြတဲ့အတွေ့အကြုံကိုကိုနှိမ့်ဆက်မဲ့ဒုက္ခပေးမဲ့အဲ့ဒီမကောင်းမှုတွေကိုပဲရဲရဲဝံ့ဝံ့စိတ်ပါလက်ပါလှုပ်ကြကန်ကြရင်းနဲ့ဘဝတန်တရားကြီးထဲမှာကိုသည်ပင်လင်ကိုရန်သူဖြစ်ပြီးတော့နေနေကြတယ်လို့စကားအလုပ်တန်တွေဆက်ဆက်ပြီးတော့စောတော်ကကာထာတော်လေးကိုအဲ့ဒီမှာဟောတာစဉ်းစားကြည့်နော်တချို့ဆိုရင်ကိုကိုကိုဒုက္ခရောက်သွားစေမဲ့အလုပ်တွေကိုပဲဒုက္ခရောက်သွားစေမဲ့အလုပ်တွေလို့မသိတဲ့အခါကျတော့ ရေရေဝွန်ဝွန်ပျော့ပျော့ရွှင်ရွှင်တဆုတ်ဆုတ်ကြည်ကြည်နူးနူးတောင်လုံနေကြတာမရှိဘူးလားမဒုဝါမညတိပါလောယာဝပပန်နပ္ပစတိဟုတ်လားမကောင်းမှုအကျိုးမပြီးသေးသမျှကလပ်ပန်လုံးလူမိုက်ဟာမကောင်းမှုကိုပြားရည်လိုခြူတယ်လို့မှတ်တင်နေတယ်ကိုကိုကိုလဲလာပြီးနှက်လာပြီးဆိုပြီးတော့ဒီခေတ်မှာမကောင်းမှုတွေကိုလွန်ကျူးနေတဲ့လူတွေကိုအများအပြားမတွေ့နိုင်ဘူးလားတွေ့နိုင်နော်ဇရာစပစ္စတိပါပန်ဘာလောဒုက္ခနိကိစတိမကောင်းမှုအကျိုးပြီးပြီလဲဆိုရောအဲ့ဒီလူမိုက်ဟာဒုက္ခပြီးဒုက္ခဒုက္ခပြီးဒုက္ခ တွေ့ကြရတော့တာအတင်းမြတ်စွာဘုရားဟောတာလည်းရှိ